2021ခုနှစ်ဖေဖော်ဝါရီလနေ့နိုင်ငံရေးအပြောင်းလဲဖြစ်ပြီးနောက်ပိုင်းပေါ်ထွက်လာတဲ့ပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့ PDF တွေဟာတိုင်းဒေသနဲ့ကင်အဖွဲ့အစည်း EAO တွေအတွက်အထုံးချခံဖြစ်နေတယ်လို့စစ်ရေးနဲ့နိုင်ငံရေးအကြက်ခတ်တွေကစစ်ရေးနဲ့သတင်းဌာနကိုပြောပါရယ်။လက်ရှိမှာ EAO PDF ပူးပေါင်းတပ်ဖွဲ့တွေကနေတင်ပိုက်ရယူနိုင်ခဲ့တဲ့နေမျိုးတချို့ကိုမြန်မာတပ်မတော်နဲ့ EAO တို့ကြားသဘောတူညီချက်တွေရရှိခဲ့ကြပြီးမျိုးချို့ကိုပြန်လည်လွှဲပြောင်းပေးရခဲ့ကြတယ်လို့စုခွာမှုတွေလည်းပြုလုပ်ခဲ့ကြတာပါ။ အဲ့ဒီသဘောတူညီမှုမှာနေဦးတော်လိုင်းအင်အားစုတွေနဲ့ပတ်သက်ပြီးအကျိုးအမြတ်မပါဝင်နိုင်ကြောင်း PDF တွေဟာအတုံးချခံတတ်တတ်တာဖြစ်နေကြောင်းတိုင်းလိုင်းရှမ်းနေအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP မှဥက္ကဋ္ဌဆိုင်တီအောင်ကစီရင်နာသတင်းဌာနကိုပြောပါတယ်ဒီနေ့တော်လာရင်ဆိုတဲ့အပိုင်းကဏ္ဍတော့လေကျွန်တော်အမြင်ကတော့ဒီ PDF တွေကအတုံးချတာတက်တက်တော့ပဲရှိနေဗျာသူတို့ကျွန်တော်တို့ကြောင်းမယ်ဆိုရင်တော့ဗျာဒီတိုင်းနိုင်ငံနဲ့ကိုင်ဖွဲ့စည်းတွေကသူတို့ government ရဲ့အယုံကြည်ရှိမှုနဲ့ ကြာတော့ဒီပြည့်ရကိုတုံးတုံးကြီးမောင်းတယ်ဒီရလူတော့လေလူတဲ့ကကြာသူ့နေနေချက်ချင်းတူတုံးချမယ်ဒီရှိရင်းရတဲ့ကကြာဒီဒီရတော့ပေါင်ပေါင်မှာမဟုတ်ဘူးအဲ့ဒီခုတည်းနေရတဲ့ဆောင်းလာတဲ့ပြည့်ဆိုင်ကလေသူမကုန်းနဲ့မမေကိုပြန်ပြင်းနေအမကိုကတော့ပြည့်ရတဲ့အဖြစ်ပြီးဟာမန်လူပြည့်ရတဲ့ဝင်ဝင်မယ်တိုင်းကလာတယ်မှာမြင်းပွားမှုတွေကြားနေရတာတူတူရတယ်အဲ့ဒါတော့တိုင်းလာလက်ကန်ဆိုချီရဲ့ဆုံးချက်ပြီးပဲဖြစ်သွားနေတယ်အဲ့ဒီနေရာကျတော့ ူကတော့သူ့စီရောက်ခဲ့တဲ့လူကိုသူ့တုံးချမှာပဲလေဒါအင်အားတရပဲအဲခါတိုင်းနဲ့ပြောမယ်ဆိုရင်လူရမရတဲ့ခါကျတော့လိုက်ဆွဲရအောင်ဖြည်သေးတာကိုအခုတော့သူ့စီလာခဲ့တဲ့ခါကျတော့သူ့ကောင်းကောင်းတုံးပြီမှာပေါ့လေရတော့တောင်းဆက်တစ်ခုနဲ့နောက်ပိုင်းပေါ်ထွက်လာတဲ့ PDF တပ်ဖွဲ့တွေဟာတိုင်းဒေသနဲ့ကိုင်အဖွဲ့အစည်း EAO နေမျိုးတွေကိုတွားရောက်ပြီးစစ်တင်တဲ့တွေတက်ရောက်တင်ကြကောင် EAO တွေတိမ့်ပိုက်လိုတဲ့နေမျိုးတွေကိုရှေ့တန်းကနေတိုက်ခိုက်ပေးရလျက်ရှိတာပါတိုက်ပွဲတွေပြင်းထန်ပြီးနေမျိုးတိမ့်ပိုက်မှုအများပြားရရှိခဲ့ကြတဲ့ တစ်တုံညာနှစ်ကွန်ဆစ်စင်ရင်မှာအဓိကပါဝင်ခဲ့ကြတယ်။ကိုကန်တက် MNDAA နဲ့တအောင်းတက် TNL တို့ဟာလက်ရှိမှာမြမတက်မတော်နဲ့အပြစ်ရလက်မှတ်ထိုးထားကြတာပါ။ဒါပြင်သိမ့်မရရှိထားတဲ့မျိုးတချို့ကနေဆုတ်ခွာပြီးမြမတက်မတော်ထံပြန်လည်လွှဲပြောင်းပေးရခဲ့ရမှာ။ PDF ပူပေါင်းတက်တွေနဲ့သဘောထားကွဲလွဲမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။အဲဒီလိုပဲကချင်လွတ်လပ်ရေးတက်မတော် KIA ဟာလည်းစကိုင်းတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်အတွင်းမှာ PDF တွေရဲ့အင်အားကိုရှာယူပြီးမျိုးသိမ်းတိုက်ပွဲတွေဖော်ဆောင်ခဲ့ရာ တရံစာသားနဲ့ကုံသွဲရဲ့အကျိုးများရှိတဲ့နေမျိုးတွေကိုလည်းတင်ပြရရှိထားတာပါ။ဒါပေမဲ့ KIA ဟာမြန်မာတပ်မတော်နဲ့လျှို့ဝှက်ဆက်သွယ်ပြီးတွစ်ဆုံဆွေးနွေးမှုတွေပြုလုပ်ဖို့ကြိုးပမ်းနေကောင်နှစ်ဖက်တွစ်ဆုံဆွေးနွေးမဲ့နေရာကိုညှိနှိုင်းနေကြပါတယ်။မိမိတို့ရဲ့အမျိုးသားရဲ့အကျိုးစီးပွားကိုသာကြည့်နေမယ်ဆိုပါကပူပေါင်းမှုဥဆောင်မှုမဟာမိတ်ဖွဲ့မှုတွေဟာအတူရောင်နေတာဖြစ်နေမယ်လို့နိုင်ငံရေးလိလာတုံးသက်သူဆိုင်းမင်းကစီရင်တဲ့တင်ထောင်တာကိုပြောပါရယ်။ဒါနဲ့ကိုကိုတို့နိုင်ငံကတော့ စစ်ကော်မရှင်အပါအဝင်စစ်တနာမမနဲ့ဦးဆောင်ပြီးလှုပ်လှုပ်ရှိနေတော့ဘူပေါင်းကြီးကလည်းအတုပဲဖြစ်လာပဲနောက်ပြီးတော့မှဒီပြည်ထောင်စုကလည်းအတုပြည်ထောင်စုပဲဖြစ်နေမှာပဲဒီမဟာမိတ်တွေလည်းဘူပေါင်းလို့ရှိနေအတုမဟာမိတ်တွေဖြစ်လာမှာပဲဖြစ်နေမှာပဲဒါဆိုတော့ ကိုကြီးကိုပို့မျိုးသားရဲ့အကျိုးပဲကြည့်နေကြတယ်အခုဒီရနေလည်းလို့ပဲခင်ဗျားလေးကသူ့မျိုးသားရဲ့အကျိုးပဲကြည့်တယ်ဒီ PDF ရဲ့အကျိုးစီးပွားကိုသူကတော့မကြည့်ဘူးပြီးထောင်စုကြီးတစ်ခုလုံးရဲ့အကျိုးစီးပွားကိုတော့မကြည့်ဘူးဆိုတော့အာလက်ထက်နေထားရတာတော့ဒီတိုင်းလေကိုကိုတားလို့ရှိရင်ကိုကသွားလိုက်တယ်သူတားလို့ရှိရင်သူကသွားလိုက်တယ်အဲ့လိုမျိုးနေထားပဲဖြစ်နေမှာပဲအေးအိုတွေဟာမြမတက်မတော်ကိုတိုက်ခိုက်နိုင်ရင်းနဲ့နေမြေတိမ့်ထိမ့်ချုပ်နိုင်ရည်အတွက် က်နက်ကင်လှုပ်ရှားမဲ့အင်အားစုအများပြားကို PDF တွေစီကနေရလိုက်ကြောင်းစစ်ရေးနဲ့နိုင်ငံရေးကိစ္စတွေကထောက်ပြကြပါတယ်။အဲ့ဒီအခင်းကျင်းမှာအမှန်တကယ်အင်အားဆုံးရှုံးမှုထိခိုက်နစ်နာမှုတွေဟာ PDF တွေကအဓိကခံစားလိုက်ရခြင်းဖြစ်ကနိုင်ငံရေးအကျိုးမြတ်တွေကိုတော့ EAO တွေကရရှိသွားကြတယ်လို့လည်းသူတို့ကထောက်ပြကြပါတယ်။